ုဒ္ဓအဋ္ဌိနဋ္ဌိဘာဝမြတ်စွာဘုရားဆိုတာတကယ်ရှိခဲ့သလားသို့မဟုတ်တကယ်မရှိခဲ့ဘူးလားသမိုင်းထောက်ထားနဲ့ရှိခဲ့သလားဆိုတာဘယ်လိုနဲ့သိနိုင်သလဲဆိုပေကုန်မေးတာပေါ့နော်အဲ့တော့ဘုရားဘာသာဝင်လည်းကိုယ်မေးရင်ဘယ်လိုဖြေရမလဲဆိုတဲ့ဖြေလေးတွေကစိတ်ဝင်စားကြအောင်အကောင်းတော့မတန်းနာယူကြအောင် မယုံကြည်တဲ့ပုဂ္ဂိုလ်အားပဲဖြစ်စေဒီမိန်းကုံးတွေကိုမေးလာတဲ့အခါဖြေနိုင်ဖို့လိုအပ်တယ်ပေါ့ယမယကဘုရောဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကဒီလိုမိန်းကုံးမျိုးတွေမေးခဲ့ကြတာတွေရှိတယ်ဘုရောဘာသာတွေမှလည်းမယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းဒီမိန်းကုံးမျိုးတွေမေးထပ်တယ်ပေါ့အဲတော့မိလိမ့်နဲ့မင်းကြီးကတော့သူကိုယ်တိုင်ကဖိတကတ် သုံးပုံစာပေတွေကိုနှစ်နှစ်ဆက်ဆက်လေ့လာပြီးမရှင်းလင်းတဲ့အချက်တွေမေးတာတော့သူကိုယ်တိုင်ကဖះကိုမယုံကြည်သူတော့မဟုတ်ယုံကြည်သူဖြစ်တယ်ပေါ့သို့တော်လည်းဒီလိုမေးခွန်းနေမေးမယ်ဆိုလို့ရှိရင်ဘယ်လိုဖြေကြမလဲဘယ်လိုဖြေသလဲဆိုတာကိုသူ သိရှိ နားလည်ခြင်းလို့မေးတာလည်းဖြစ်နိုင်တယ်ပေါ့ အဲ့တော့သူကမေးခွန်းနဲ့စားတယ်သူကဖယားရှိမရှိဆိုတဲ့နေရာမှာအရှင်နာကဒေနာတဲ့အရှင်ဖယားဘုရားကိုကိုတိုင်မြင်မှုသလားဆိုမေးခွန်းဒီမေးခွန်းကစကားကတ်တော့မဲ့ဆိုတော့ဟောဆိုဖယားပြိဋိဘံစံသွားတာနှစ်ပေါင်း900နီးပါးရှိတယ် ဲ့မှာဖះကိုကိုတော်ကိုတိုင်မြင်ခဲ့တာလားဆိုမိကောင်ပေးတာเนาะသူစတင်မိလိုက်တော့ဘုဒ္ဓတရားဒိဋ္ဌောရှင်ဖះကိုတိုင်ဗုဒ္ဓကိုမြင်ခဲ့ဦးသလားလို့ဆိုရှင်နာသကဒေနာဖြစ်တယ်နာဟိမာရကမမြင်ဘူးပါဘူးတဲ့ဖះကိုသူကိုယ်တိုင်မမြင်ခဲ့ဘူးပါဘူး မမြင်ခဲ့ဘူးလို့ဖြေတဲ့အခါကျထပ်မေးတယ်။ရှင်ဘုရားမမြင်ခဲ့ဘူးဆိုရင်ရှင်ဘုရားဆရာတွေရောဘုရားကိုမြင်ခဲ့ဘူးသလား။သူရဲ့ဥပိ္ပဇေဆရာတွေကလည်းဘုရားပြိဋိဘံစံပြီးမှပြိဋိဘံစံပြီးနှစ်ပေါင်း900နိဗ္ဗာန်ခါကျမှပေါ်လာတဲ့ပုဂ္ဂိုလ်တွေကိုအဲ့တော့ဖြေတယ်။အေးသူတို့လည်းမမြင်ဘူးပါဘူးတဲ့။ ူကိုယ်တိုင်လည်းမမြင်ဘူးသူဆရာတွေကလည်းဖះကိုမမြင်ဘူးမတွေ့ဘူးအဲ့လိုဆိုလို့ရှင်တေနာဟိနတ္တိပုဒ္ဓောမမြင်ဘူးဆိုလို့ရှင်ဖះမရှိဘူးပေါ့တဲ့ဒီလိုပြောတဲ့စကားမျိုးကကပ်ပြီးတော့မေးတဲ့ပုံစံလောကမှာမြင်ဘူးမှရှိတယ်လို့ပြောလို့ရတာမှမဟုတ်တာမမြင်ဘူးတဲ့ရှိတယ် မမွေးခင်ကကို့အဖေကိုမြင်မှုကြတော့လားနော်မမွေးခင်ကဘယ်သူမှမြင်မှုတာမဟုတ်အမေလည်းမမြင်ဘူးအဖေလည်းမမြင်ဘူးမွေးလာပြီးတော့မှဒါအမေဒါအဖေဆိုပြီးမှတ်သားချဒီလိုအဲ့တော့ဘုရားဆိုတာကိုကိုတော်ကိုယ်တိုင်လည်းမမြင်ခဲ့ဘူးဘုရားဆရာတွေကလည်းမမြင်ခဲ့ဘူးဆိုရင်ဒီလိုဆိုရင်ဘုရားမရှိဘူးပေါ့တော့ ဒီလိုပြောတာအဲ့တော့ရှင်နာကတေနာသူ့ကိုပြန်ပြီးတော့မေကုံးထုတ်တယ်ကိမ္ပနာမဟာရာဇဟိမဝတိဥဟာနတိတရားဒိဋ္ဌဟိမန္တာမအဲ့ဒီခေတ်တုန်းကဥဟာဆိုရက်မြင့်ကြီးရှိတယ်ဒီမြင့်ကတခြားနေရာမှာတော့မတွေ့ဘူး အခုမိလိနဲ့ပြင်ပြမှာသာလေဦးဟာလို့မြည်ရတဲ့မြေရှိဒီဟိုတာတောင်ပေါ်မှာဒါတော့တောင်ကြမြေဆိုတော့ရှိနေတာဥမာပြည်မှာလည်းမြေတည်များအများရှိလာပဲလေလौထဝတီမြေတို့ပါတော့ဆိုတာတချို့လူတွေမြင်မှုချင်ပါမြင်မဲကောင်မြေတို့မြေတည်ဆိုတာတော့ရှိတာ ဒီဘောမျိုးနဲ့နေတဲ့လူတွေကဒီဘောမျိုးနာကပ်ပြီးတော့ဒုဋ္ဌဝတိမြေကစီးသွားတာစီးသွားတော့ဒီဘောမျိုးကလူတွေကတော့ဒုဋ္ဌဝတိမြေကမ္ဘာမှာနေချတော့ဒီမြေကိုသိကြဝိလန်နဲ့ဒေတာပုဂ္ဂိုလ်တွေကတော့ဒီမြေကိုသိမှာအဲ့တော့ဟိမွန်တတောင်ဆိုတာလူသူရောက်ပေါက်နေတဲ့နေရာမှာမိရိဒမင်းကြီးကလည်းဟိမွန်တတောင်နှစ်နှစ်ဆက်ဆက်အကုန်သူရောက်ဖို့မဟုတ်ဘူးအဲ့ဒါကြောင့်မို့ဟိမွန်တတောင်က အမိုင်းသဘောအရာဟိမဝတ္တတောင်မှာဥဟာဆိုတဲ့မြစ်ရှိတယ်။ယောဂီမတော်မှာပဲဝိခမေလိခဆိုတဲ့အေယဝဒီရဲ့အစမြစ်တွေဟာမရောက်ဘူးတဲ့လူကျတော့ထူးဆန်းတယ်။အဲ့မေခမေလိခရဲ့အထက်မှာတကားရှိသေးတယ်။မူလာရှိတိဆိုတာရှိသေးတယ်။ဟောဥဒ္ဒဩဘမူလာရှိတိ ။ဘုရားတို့တော့မနစ်ကမှမြင်မှုတဲ့အဲ့ဒီတက်ကို။မူလရှိတီကနေပြီးတော့စီလာ။အဲ့တော့ကိုပြောင်မှုတဲ့နေရာဆိုရင်တော့မြင်မှုဖို့ဆိုတော့ဓမ္မခိုင်းတယ်။ဟိမွန်တာမှာဥဟာဆိုတဲ့မြင့်ရှိတယ်။ဥဟာမြင့်ကိုသမင်းကြီးမြင်မှုလားလို့ဆို။မမြင်ဘူးပါဦးတဲ့။သမင်းကြီးရဲ့ ဖာကမီးတော့ရောအဲ့ဒီမြေကိုမြင်ဘူးသလားဆိုဖာကမီးတော့လည်းမြင်ဘူးတယ်လို့ပြောဘူးတယ်ဒီလိုဆိုရင်ဥဟာမြစ်ဆိုမရှိဘူးပေါ့ဒီချုပ်ကိစ္စတွေကြတော့စကားကတ်လို့ရှင်အကတ်နဲ့ပဲပြန်မေးရတယ်ကောကတ်တဲ့စကားနဲ့ပဲပြန်မေးရတယ်အနုဘုဆိုလို့ရှင်ပြဿနာမပြေတတ်ဖို့ပေါ့ဒါဖြေတဲ့နေရာမှာစီကံ ဟောလိမ္မာကျွမ်းကျင်ဖို့လို့ဆိုရှင်နာကသင်္နာကမိဂောအဖြစ်ထုတ်တဲ့နေရာမှာလိမ္မာကျွမ်းကျင်တော့မိလိမ္မာမင်းကြီးကိုပြန်ပြီးတော့သူကမိဂောနေပြန်ထုတ်တာပြန်ထုတ်တော့ဒီလိုဆိုလို့ရှိရင်သင်မင်းကြီးကိုယ်တိုင်လည်းဥဟာမြင့်ကိုမမြင်ဘူးဘိမောတန်တောင်ကဥဟာမြင့်ကိုမမြင်ဘူးသင်မင်းကြီးရဲ့ခမည်းတော်ကြီးကလည်းမမြင်ဘူးဆိုတော့ ။ဘုရားတောင်းမှာဥဟာမြင့်မရှိဘူးပေါ့။မမြင်ဘူးရင်မရှိဘူးပေါ့လို့ဒီလိုမှတ်ချက်ဆွဲလိုက်တဲ့အခါကျတော့ဗာပြောတော့ဆိုရှိတယ်ပေါ့တဲ့အရှင်မြာ။ဘာလို့လို့ဆိုရင်ဘုရားမြေအကြောင်းကိုရေးသားပြီးပြောဆိုထားတာတွေရှိတာပေါ့ဘုရားမြေရှိတာပေါ့တဲ့ တပည့်တော်ကိုယ်တိုင်မမြင်ဘူးတော်လဲတပည့်တော်ရဲ့ခမည်းတော်ကြီးမမြင်ဘူးတော်လဲဘုရားမြတ်စွာရှိတယ်နော်မမြင်မြင်ဘူးတာမမြင်ဘူးတာ ਨੇ ဆိုင်မမဆိုင်တာရှိမရှိကလူကအကုန်လုံးလိုက်ပြီးမြင်ရတာမြင်ဘူးတာမှမဟုတ်တာတော့မမြင်ဘူးလို့မရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အခါကျတော့ လိမ္မာပတ်တ်ဆိုမေဟုံးနေပြန်ပြီးတော့နေတဲ့အခါသူ့အတူအဖြေပေးပြီးသားဖြစ်သွားဘုရားမြေဆိုရှိတယ်ဆိုတော့ရှင်နာကတိနာဒီတိုင်းပဲပေါ်တဲ့ငါလည်းမမြင်ဘူးငါရဲ့ဆရာတွေလည်းမမြင်ဘူး ဒါပေမဲ့လို့ဘုရားဆိုတာရှိတယ်ဒီလိုပြန်ပြီးတော့သူကဖြေးလိုက်တာအဲ့တော့ဖြေးဆုံးမှုနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုသင်ကြားပို့ချပေးပေါ့ဝိလိညာမင်းရဲ့မိဂွန်ဟာယုတ်တည်းဆိုရင်ကြောင်းသွားနိုင်တယ်ပေါ့ဘုရားရှိလားမရှိလားဆိုတော့မိဂွန်ဟာမမြင်ဘူးရင်မရှိဘူးဆိုတော့ conclusion ကိုဆွဲမဲ့သဘောသူကလောက်တယ်။ဟောလောကကြီးမှာမမြင်ဘူးပဲနဲ့ရှိနေတာတွေအများကြီးပဲ။ပင်လယ်ထဲမှာအလွန်ထူးဆန်းတဲ့သရဝါတွေနော်မမြင်ဘူး။တောထဲမှာအလွန်ထူးဆန်းတဲ့သရဝါတွေမြင်မှုကြတာပေါ့။သို့သောတစတစနဲ့လောကမှာထူးခြားတဲ့အရာတွေဟာစုစံလေးလာသူတွေကဒီကနေ့ခေတ်တော့ကမရာတွေနဲ့ ရုပ်ပုံလွားတွေမှတ်တမ်းတင်ပြီးတော့ပြတဲ့အခါမှာတော်တော်များများလူတွေဟာသိရှိလာကြမြင်ဘူးလာကြအစိတ်ကိုမမြင်ဘူးတော့လည်းပဲပုံကိုမြင်ဘူးလာကြ